ိုင်းမြန်မာနယ်စပ်မှာအခက်အခဲကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ဒေါက်တာစင်တီယာမောင်ရဲ့66နှစ်မြောက်မွေးနေ့ပွဲကိုထိုင်းနိုင်ငံမဲဆောက်မြို့မဲတော်စေကမ်းမှာဒီဇင်ဘာလ6ရက်နေ့မနက်ကကျင်းပခဲ့ပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။啊，爹妈爷每天去把嘞，你每天嘛喽，什么爷，搞都苦都苦了，去把嘞，爹妈，我都靠水，还浇水，不就是一天了嘛，地都洗嘞，爹妈洗嘞。 နောက်စက်သားနဲ့သမီးနဲ့တွေ့တယ်ဝတ်သားနဲ့တွေ့တယ်တွေ့တယ်နော်ဟုတ်ကဲ့ပါရှမကြီးဒေါက်တာစင်တီယာမောင်ရဲ့60ကျောင်းနှစ်မွေးနေ့ဘွဲကိုကျောင်းသူကျောင်းသားတွေဆေးဝန်ထမ်းတွေပညာရေးဝန်ထမ်းတွေနဲ့တခြားဖိတ်ကြားထားသူတွေတက်ရောက်လာကြပါတယ်ဟုတ်ကဲ့ပါကျမတို့လောက်ဖို့ကံမဲ့အားလုံးပေါ့နော်ဒီဒေါ်စေကန်းနဲ့ကျမတို့နေဆက်တေသားမှာရှိနေတဲ့ အလုပ်ဖို့ကမဲ့အားလုံးဆက်လက်ပြီးတော့ဒီပြည်သူအကျိုးဆက်လက်ထမ်းဆောင်နိုင်ပါစေလို့အဲကျမတို့တယောက်ချင်းတယောက်ချင်းစီရပါတော့နော်ကိုယ့်ရဲ့အရေးသွေးတွေမြင့်တက်ပြီးတော့တတ်တက်ပို့ပြီးတော့စူးစူးစူးစီးနဲ့ဆက်လက်တန်ဝန်ထမ်းဆောင်နိုင်ကြပါစေလို့ဒေါက်တာစင်ဒီယာမောင်ဟာမြန်မာနိုင်ငံမှာရှီလီလုံလူမှုရေတော်ပုံကြီးနောက်ပိုင်း နေဇက်ဒေသကိုထွက်ခွာလာခဲ့ပြီး1989ခုနှစ်ကစမဲဆောက်မြို့မဲတော်အရပ်မှာစီကံဖွင့်လှစ်လို့မြမဒုက္ခတဲတွေမိဘမဲ့ကလေးငယ်တွေရွှေပြောင်းလှုပ်သားတွေနဲ့နိုင်ငံရေးလှုပ်ရှားသူတွေကိုဒီနေ့အထိစေကူတာပေးနေတာ ဖြစ်ပါတယ်။အာဆရာမကြီးကကျွန်တော်တို့ရွှေပြောင်းပြည်သားမှာရောက်နေတဲ့လူတွေအတွက်တော့မဟုတ်ဘူးเนาะ။အာတိုင်းနာဒေသအတွက်ကောကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိနေတဲ့လူလူတွေအတွက်ကောအများကြီးကိုအကျိုးပြုတယ်အာကျွန်တော်တို့ဆီယမတယောက်ဖြစ်တာပေါ့နော်အဲ့တော့ဆီယမကြီးဒီ66နှစ်ပြည့်မှဒီတက်တော်ရာဇော်ရှိသည့်အထိနှစ်ပေါင်း120တိုင်းကျမချမ်းသာပြီးတော့အာပြည်သူအကျိုးလူလူအကျိုးကျွန်တော်တို့အာကျမ်းမာရေးပညာရေးအခြားသောအခွင့်အရေးအကျိုးများကိုအာကျွန်တော်တို့ဆွဆွန်တမန်ပေါ့နော်အာဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်ဒေါက်တာစင်ဒီယာမော်ဟာမဲဆောက်မှာမိဘမဲ့ကလေးကျောင်းနဲ့စာသင်ကျောင်းတွေဖွင့်လှစ်ပြီး ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေး၊ကျန်းမာရေးနဲ့လူမှုရေးလုပ်ငန်းတွေကိုလည်းပရဟိတဆောင်ရွက်ပေးနေသူပါ။အာဆမဒီဒီရမကတတ်ချောရကြောရှိပါစေပေါ့။လူအများအထိုးအတွက်လည်းဒီရမကပို့ပြီးလှူဆောင်နိုင်ပါစေပေါ့။နောက်ပါနော်။နောက်ဆမဒီဒါကမမအာလူလူကောင်းတယ်အမတော်တွေ့ရပါစေသူ။စတောင်း။အာ အစစ်တည်းတဲ့ဘောလဲဟုတ်တယ်ပြီးတော့အကလိုတွက်လဲအများကျိုးပေါ့နော်ပြောမှဆိုတော့တွက်တယ်မြန်မာနိုင်ငံထဲကလူစုတွေကအချင်းနေကိုပြုတ်ပြဲပြီးပုံမှာတော့အများသာဖြစ်ဒီထိုင်းနိုင်ငံမှာပဲဒီအလုပ်လာဆောင်ကြတာမျိုးရှိတယ်လာရှာရေးဆိုင်နဲ့သူ့ကြမ်းမိုက်ပြဿနာဖြစ်ရလို့ရှိသူ့မှာဘောကအမတ်ကတခုမှမရှိမရှိတော့ဒီစမတ်ကြီးရဲ့ လောက်ဆောင်ချက်ဒီဆောင်ရွက်ချက်ဒီအပေါ်မှာမူတည်လာအများကြီးအကျိုးရှိနေတယ်။ကရင်တိုင်းသူဒေါက်တာစင်တီယာမောင်ဟာပြည်သူတွေရဲ့ကျန်းမာရေးပညာရေးနဲ့လူမှုကူညီရေးဆောင်ရွက်မှုတွေအတွက်အာရှနိုဘယ်လို့တင်စားခေါ်တဲ့ရီမိုမက်ဆေးဆေးစုအပါအဝင်နိုင်ငံတကာစုပေါင်း၁၈စုချီးမြှင့်ခံထားရသူဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ